နိခမ္မာတဲ့လူဟာ ပြောစရာအာယုန်တွေထဲမှာနစ်မြောပြီးတော့ပြောနေတတ်တယ်။အဲ့ဒီပြောနေတတ်တဲ့ဟာတွေကိုဆွလွတ်နိုင်ခဲ့တယ်တွေ့တားနေတယ်။အဲ့ဒါတွေကိုဆွလွတ်လိုက်ပါတဲ့ဆွလွတ်လိုက်တာနိခမ္မာပါရမီပဲ။ကာမဂုဏ်အာယုန်တွေကိုလက်လွတ်လိုက်တယ်။ဒီတဏ္ဏကာမဂုဏ်အာယုန်တွေအပျော်တွေကို လုံးဝဆွန့်ပယ်လိုက်တာနိခမ္မာ။အဲ့ဒီကတော့တောထွက်တယ်လို့ပြောတာ။ အမှန်တောထွက်တာဆိုတဲ့အဓိပ္ပာယ်တဲ့နိခမဆိုတာကာမအာယုန်တွေကနေထွက်ခွာလိုက်တာကြည့်လေကမ္မထမ်းကြောင်းသွားပြီးတော့ကမ္မထမ်းအားထုတ်တာလဲဒါထွက်ခွာတာပဲကိုယ်အိမ်မှာကိုနေရင်းကနေပြီးတော့ကာမဂုဏ်အာယုန်စိတ်တွေကိုတွန်းလှန်ပြီးတော့တရားဓမ္မပေါ်ပျော်မွေးဖို့စိတ်ကိုလှုပ်တာလည်းပဲတဏှာဖြစ်တာနိခမ္မပဲပေါ့ထွက်ခွာလိုက်တာပဲအင်္ဂလိပ်လိုတော့ဒါဘောနိခမ္မကို renounce လို့ပြန် ရီနောက်စာဆွတ်ပယ်တာကာမဂုဏ်အာယုန်တွေကိုတွန်းလှန်ဖယ်ရှားပြီးတော့ထူးခြားတဲ့တရားတော်မှာသိအောင်ကြိုးစားတာနိခမ္မဒါလည်းလေ့ကျင့်ယူရတာမြင့်မြတ်တဲ့ပုဂ္ဂိုလ်မှလုပ်နိုင်တယ်ဒါကြောင့်ပါရမီပေါ့